မမလာပါဘတ်စပေါ်နဲ့ပြန်လဲချုပ်ဆိုပါလေဒီနေ့တော့ကျွန်တော်တို့ပြောင်းရွှေ့နောက်ဆုံးရပြောင်းရွှေ့တွေကိုတက်ဆက်ပေးခြင်းပါလေဒီဘက်ကတော့ကျွန်တော်တို့ဒီထမလီရောကျွန်တော်ကလပ်ပွဲစဉ်တွေအကုန်လုံးပေါ့ဗျာပွဲစဉ်တွေဘာမှမရှိဘူး nationally တခေါက်တူတာပွဲစဉ်တွေရှိတယ်ဒါကြောင့်မို့ဒီ international break မှာအခုတော့အပြောင်းရွှေ့တွေကိုတက်ဆက်ပေးခြင်းပါလှုပ်ခွက်လှလှပြောင်းရွှေ့ပါအခုဘယ်ကနေအောင်ရွှေ့စတင်မလဲဆိုတော့ geometry ရဲ့ဒါကျွန်တော်တို့စိတ်ဝင်စားတဲ့ဒီတို့တယောက်ကိုပြောခြင်းပါလေ geometry စိတ်ဝင်စားတာကတို့ဒီ chessy တင်းရဲ့ခွင့်ရာမှာအန်ဆိုဖိုင်နယ်ကို ရဲအမေရိကစီဝင်စားနေတယ်။အဲဆိုဖန်ဆက်ကကျွန်တော်လက်ရှိမှာချက်စီမှာလည်းနှစ်ရှိစာချုပ်ရှိတယ်။ဒါပေမဲ့ရဲအမေရိကစီဝင်စားတာဆိုတော့ဒီမျိုးတွေပါလားတော့သူတို့ဒါရင်ခုန်စရာတော့ကောင်းနေပြ။ရဲအမေရိကဆိုတာကသူတို့ချင်းပြီးဆိုရင်ဖာစူပါမှမကြည့်ဘူး။အတင်းကလားမကလည်းသူတို့ရဲမထွက်လို့အတင်းကြီးကခေါ်မယ်ဆိုရင်တော့ပေကလားမဘယ်ယူပါမှငင်းဆန်နိုင်မခွင့်ရကတော့ခက်ခဲမှာပြ။ဒါအဆိုမအဆိုဒီအဆိုဖန်တဲ့ရဲ့ဒါစိတ်ဝင်စားတဲ့ ော်ပါဗျာယင်းမရစ်ကစိတ်ဝင်စားဆိုတော့ဘာလို့ဆိုယင်းမရစ်ကအန်ဆိုလိုဇာမတရားကိုယင်းမရစ်ကလိုချင်တာသူတို့မှာကဘယ်လီဟန်တို့ရှိတယ်ဒါကမဘင်းကားတို့ဆက်ဖြစ်ပေပါတို့ရှိမယ်ခွင်းလေပိုင်းကိုဒီထက်ကိုအန်ဆိုလိုနာကွင်းလေထိန်ချုံမှုဒါရှိရောနာရောဒီကမရှိပါဗျာရှိတိုက်ရှိကိုမျောပေးနိုင်တဲ့ဘောလုံးဖြတ်ဝေမှုပိုင်းကိုအန်ဆိုလိုကမ်းမတရားကိုလိုချင်တာအန်ဆိုကလည်းဒီတိုင်းပဲဒါသူ့ရဲ့ချက်စီမှာရှိတဲ့စာချုပ်က ဒါအများကြီးကြံနေပဲနှစ်ရှိရေးဆက်လို့ရှိရဲသူကိုပပီကာကနေချက်စီကဒါကျွန်တော်တွေတန်းတရာကျော်ယူတန်းတရာကျော်နေခေါ်ခဲ့တယ်အာဂျင်တီးနားမှာဒီဝက်ကက်တုံးကလည်းအန်ဆိုဟာအဓိကနေရာနေလူငယ်ကောင်းကောင်းစုကိုရပြီးတော့ထီကိုခြေစွမ်းပြရရမတယောက်ဆိုတော့ချက်စီကသူ့ကိုဒီလိုရောင်းချရမယ်ဆိုရင်သူဝယ်ခဲ့တဲ့ပပီကာလုံးကဝယ်ခဲ့တဲ့အပြောင်းရွှေ့ဒါပေါင်တန်း60ကျော်လောက်မှမရရင်တော့တေချာပေါ့ချက်စီကလည်းလွတ်မှာမဟုတ်ဘူးရေခက်ကလည်းဒီလိုသူနေ့တူနေနဲ့ အာဇူကိုလိုချင်တယ်ဆိုရင်တော့ဒီပေါင်တန်60ကျော်လောက်တော့ပြရမယ်အရှိပြအာဇူလိုအသက်ဒါ prime time ရောက်နေတာမှတရားကိုတတော်မှမတန်ဘူးဆိုရင်တော့ကျော်လေးရောင်းလို့အဆင်ပြေဘူးဗျဖိနာကအာဇူဖန်တဲ့ရဲ့ရှင်းထွေပြောင်းရှိကဒီရှားဒီအခုမှတော့ဒါပိုးပြီးတော့ကြည်ကြုံဝင်ဖြစ်ပေါ်လာနေတယ်နောက်ကတော့နောက်အပြောင်းရှိကတော့ power ရဲ့အပြောင်းရှိ power ကဒီတိုင်းပဲသူရဲ့စီးပေါ့ဗျာသူတားမြစ်စီးတုံးဆွဲတယ်ဆိုပြီးတော့ပေါ်ပါကို ပိတ်ထားတယ်အခုတော့ပေါ်ပါကအယူခံဝင်ပြီးအောင်မြင်သွားတဲ့အချိန်မှာသူ့ရဲ့အတင်းတစ်ကိုရွေးချယ်ပိုင်ခွင့်ရှိသွားတယ်သူ့ရဲ့ဂျိုမီတက်နဲ့သူစက်တန်ဖြတ်သိမ်းပြီးတဲ့နောက်မှာသူဘယ်တင်းကိုသွားမလဲဆိုတာကိုကြိုးတွေစောင့်ကြည့်ရမယ်အစောပိုင်းဒရင်ထလာကမန်ချက်စတာယူနိုက်တက်ကသူ့ရဲ့တူတူကစားမဟုတ်ပေါ်ပါကိုပြန်ပြီးတော့ခေါ်ချင်တယ်ဆိုပြီးတော့တက်လာပြီးမဲ့ပေါ်ပါကသူ့အနေနဲ့မန်ယူကိုသွားဖို့စိတ်ဝင်စားမပြဘူးသူသွားရတာကဘယ်လဲဆိုတော့ကျွန်တော်တို့ဒါပရီးမီးယားလိဂ်ထဲအင်တာမီယန်မီနုကိုလည်းသွားကြတယ်လို့တခြား ကျွန်တော်တို့ဒါစပင်ဖြစ်ဖြစ်ပြင်းတိဖြစ်ဖြစ်ဒီလိုပေါ်ပါကသွားဖို့ဆန္ဒရှိနေတယ်ဒီဖြစ်ရောဒါအင်တာမီယာမီမသွားရဘူးဆိုရင်လူရဲ့မွေးရဲ့နိုင်ငံပြင်းတိကိုသူသွားဖို့များတယ်ပေါ်ပါအနေနဲ့ဒါခုဆိုရင်တော့ဘဲတင်ကိုပြောင်းလဲဆိုတော့ကျွန်တော်တို့ပေါ်ပါရဲ့သူရဲ့စိတ်ဆန္ဒပဲကျွန်တော်တို့မြူတည်ပါလေနောက်ရင်းကတော့ကျွန်တော်တို့ဘလက်ဆိုတော့ဂျိုတာရဲ့အပြောင်းဂျိုတာကအတိတ်တိုင်းပဲဟောပေါ်လီဗာပူးတင်းရဲ့အတိုက်စေလာမှဂျိုတာဂျိုတာဒီသူ့ကိုဘဲတင်ကခွင်လဲဆိုတော့ သူရဲ့အတင်းဟောင်းခောပန်တန်ကဂျူတာကိုခေါ်ဖို့ဒါပြန်ပြန်လဲခေါ်ဖို့အကြောင်းပြနေတဲ့ဂျူအတင်းဟောင်းဟုတ်ပြင် PG ကလည်းဂျူတာကိုခေါ်ခြင်းတယ်သူပြင်တော့ဂျူတာကိုထွက်လာတာကဒီတင်းမှာသူရဲ့အတင်းဟောင်းပါတန်ကသူရဲ့လာမဟောင်းဂျူတာကိုပြန်ခေါ်ခြင်းနဲ့ဆိုတဲ့တင်းကိုတော့နည်းနည်းလေးတော့ပို့ပြီးတော့ဒါစိတ်ဝင်စားကြကောင်းနေပြသူရဲ့လာမဟောင်းကိုသူကပြန်ခေါ်ခြင်းတယ်ဂျူတာကလည်းဒီတိုင်းပဲဒီဘာဘုံမှာကတော့လက်ရှိကြာဒီမှာတော့ရုံးကန်နေရတယ် တန်ရာအတွက်နာရီယာလည်းကြုံတွေ့ရတယ်ဆိုတော့လီဗာပူးခတင်းကဂျိုတာကိုဒါသူတို့ရောင်းလို့ရရင်တော့ရောင်းမယ်တော့ရှိတယ်ဒါတော့ကျွန်တော်ဂျိုတာနဲ့ထောက်တို့ရဲ့ဆက်ဆိုင်ပြီးတော့ပြောရှင်နောက်တစ်ခါတော့ရောတယ်ဒါဒီရာဒီမှာကျွန်တော်တို့ပုံစံကောင်းတော့ပြနေတယ်အလက်ဇန္ဒာအီဆက်ဆိုတဲ့ယူကာဆယ်တင်းရဲ့တိုက်စီလာမအီဆက်အီဆက်ကိုယူကာဆီကအခုဆင်လို့ဈေးတက်မလိုက်တယ်သူပြည့်ရကလာမကိုလော်ဒီနေဆိုရင်တော့ပြောင်းရွှေ့ကြီးတန်း150လောက်မှမရရင်တော့ တို့မရဘူးဒါကြောင့်မို့ဒီပြောင်းရွှေ့ကြီးတန်း150ကိုပေးနိုင်တဲ့ကောင်တော့ခေါ်သွားပဲသူ့ကိုလိုင်းနာကတော့များတယ်ဒီချက်စီရောဒီလီဗာပူးရောနယူးဒါအာဆင်နယ်ရောကဒီ E set ကိုလိုချင်တယ်ချက်စီကလည်းတို့ရဲ့တိုက်စင်မှာအကူကူရောချက်စင်ရောကအားမရတယ်လို့အာဆင်နယ်ဆိုတဲ့တည်တိုင်းပဲထောင်းတဲ့စိတ်ကိုအရန်လိုအပ်နေလို့လီဗာပူးကလည်းဆာလာရဲ့အသက်ရောကြာဆင်းမှုတွေအထောင်မှာကလည်းလောက်လာမှရှိရတယ်ဒါဒါမန်နူးနက်ကလည်း ဒါတတိလေပုံမလာတော့ကြတော့ iset ကိုဒီသားမတွေကဒီအသင်းတွေကလိုချင်တယ်ပြီးရကြကြလဲ iset ကိုလိုချင်တယ်ဗျာ iset ကိုတော့အများကြီးစွန့်စားအသင်းရှိတယ်တကယ်မွန်နီယုကဆင်နဲ့သူတို့ရဲ့သားမကိုလိုချင်တယ်ဆိုရင်တော့ပြောင်းရွှေ့ကြည်တန်းတရာ50မှာမရဘူးဆိုရင်တော့သူတို့ရေရောင်းချဟန်သူတို့စိတ်ဝင်စားဘူးတကယ်လို့ခုံရင်ဆိုရင်တော့တန်းတရာ50ပြီးတန်းတရာ50တန်လားဆိုတော့ကြောက်နေတော့တကယ်လက်ရှိဈေးနှုန်းရ iset အနေနဲ့တန်းတရာ50ဒါ တန်နေတော့မြင်နေဗျာ။ဒါတို့အထူးတော့တန်း150ထက်ဗျာ။တန်း120လောက်တော့ကျော်လေးပေးပြီးတော့ခေါ်တင်တော့မြင်နေ။နောက်လင်းကတော့ဒါမန်ချက်စတာယူနိုက်တက်ရဲ့လူကစားမလေးကိုဘီမိုင်နူးနဲ့ပတ်သက်ပြီးတော့ယူနိုက်တက်ရဲ့တဘောတာဒါသူဟောတော့တင်ပေါ့ယူနိုက်တက်ရဲ့ကိုယူမိုင်နူးကသူ့ကိုစာချုပ်တန်းတိုးနေတယ်။အဲ့ချိန်မှာကိုယူမိုင်နူးကသူ့ကိုဒီဘက်လောက်ကပေါင်တင်းပေးမှစာချုပ်ကိုဆက်တိုးမယ်ဆိုပြီးတော့ပြောပြတော့ကြတော့ဒါယူနိုက်တက်ကလန့်လို့ပါလေ။မင်းတို့ကမင်းတို့ပီကလေးလေးက ခုမှကောင်းကားစားရှိသေးတယ်။ဘာကြောင့်မို့ဒီလိုမျိုးလာကာကြီးလိုချင်တာလဲဆိုတော့ကျင်းတဲ့ပုတ်ဖွဲ့တွေကနန်နီတော့ဒီစာချုပ်ကို sample တွေကိုရထားတယ်အခုတော့ mind room ကို man u ကရောင်းချဖို့ဒါအဆင်ပြေခဲ့မယ်ဆိုရင်တော့သူ mind room ကိုလည်းရောင်းချမယ်ဆိုပြီးတော့ string တွေကထွက်လာတယ်တကယ်လို့ကိုကြီး mind room ကိုခေါ်ရောင်းချမယ်ဆိုရင်တော့ chelsea ကလည်းခွင်လို့တခြားကလပ်တွေကလည်းခေါ်မှာခေါ်ဖို့ရတော့ဆိုရင်စာရင် street မှာ chelsea က mind room ကိုတို့တွေခေါ်ဖို့ ဖီရာထဲမှာရှိနေပါတယ်။ကဲမိုင်းနုရောကျော်တွေမိုင်းင်းနဲ့ရောင်းချနေတာတင်လာတော့ကျွန်တော်ညီကတော့ဒါမိုင်းနုကအခုတော့မိုင်းအဲ့လိုမျိုးကြီးလာကာကြီးတသိန်းတောင်းတာဆိုတာရောလောလေးကိုအမေကဆရာကောင်းနေဗျာ။ဒါကြောင့်အမြင်မှာဘိုင်းဖေးကျွန်တော်တွေမိုင်းနုကိုတော့ရရှင်မှာထွန်းတော်လာမဲ့ကစားမဖြစ်တာမိုင်းမဲ့ဒီလိုမျိုးစာချုပ်ကြီးတပတ်လောက်ကတသိန်းပေးမှချုပ်မယ်ဆိုတဲ့စတိုင်းကိုတော့ကျွန်တော်တို့မကြိုက်ပါဘူး။ဒါတော့ဒီနေ့နဲ့ကျွန်တော်ရကျွန်တော်ဒီတော့အပြောင်းရွှေ့ဒိန်းနေဖြစ်ပါလေအားလုံးကိုကျေးဇူးတင်ပါတယ်